ပိုကောင်းတဲ့ဘွားတစ်ခုလိုချင်တယ်ဘွားမှာပိုပြီးတိုးတက်ချင်တယ်ဆိုရင်ခမရပထမဆုံးအနေနဲ့ကိုယ်စင်ကိုတည်ဖို့လိုရတယ်။အေးချမ်းချမ်းနဲ့ဖြတ်တန်းချင်တာလားဒါမှမဟုတ်ခီးရေပတ်သွားချင်တာလားတခြားတစ်ခုလားကျွန်တော်ဘွားမှာအရေးကြီးဆုံးကဘာလဲ။အဲ့လိုမေးလိုက်တဲ့အခါမှာလူတွေကအဖြစ်မျိုးမျိုးပေးကြတယ်ပေါ့နော်။ဒါမဲ့တကယ်တော့လူတိုင်းအတွက်အရေးကြီးဆုံးကဘာလဲဆိုတာရှင်းပြပေးထားတဲ့ theory တခုရှိပါတယ်ဒီနေ့မှာတော့စိတ်ပညာမှာနာမည်ကြီးတဲ့ theory လေးတခုကြောင်းပြောပြပေးခြင်းလို့ပါဆိုတော့အဲ့ဒီ theory နာမည်က Maslow hierarchy of need လို့ခေါ်တယ်ဒီ theory လို့ဖန်တီးခဲ့တဲ့လူက Abraham Maslow ခေါ်တဲ့စိတ်ပညာရှင်တစ်ယောက်က1943ခုနှစ်မှာဖန်တီးခဲ့ရပါတော့သူပြောထားတာဒီလူတွေရဲ့လိုအပ်ချက်တွေကတဲ့ဒီအဆင့်၅ဆင့်ပါတယ် pyramid နဲ့တူတယ်တဲ့ဆိုတော့ဒါလေးရန်စိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့တစ်ချက်ကြည့်ကြအောင်ပထမဆုံးဆင့်က physiological need ဲ့မှာဘာကြီးပါလဲဆိုတော့ food water sleeping and breathing လို့ခေါ်တဲ့လူတွေအသက်ရှင်မှုမရှိမဖြစ်လိုအပ်တဲ့အစားအသောက်ရဲ့ရေရဲ့အိပ်စက်ခြင်းရဲ့အသက်ရှူခြင်းတွေအဲ့ဒါပါတယ်ပေါ့နော်ဆိုတော့ဒီရည်မရှိဘူးဆိုရင်ကျွန်တော်တို့အသက်လည်းမရှိနိုင်ဘူးတခြားဘာမှလည်းစဉ်းစားနိုင်မှာမဟုတ်ဘူးအဲ့ဒီအတွက်ဒါတွေကအာအသက်ရှင်မှုအတွက်အခြေခံလိုအပ်ချက်တွေပေါ့နော်ဒီရက်တစ်ခုကပါလဲဆိုရင် safety လူတွေတက်ရှင်မှုအခြေခံလိုအပ်ချက်တွေပြီးရနောက်မှာလူတွေကလုံခြုံပြီးတော့တည်ငြိမ်တဲ့ဘဝကိုရရှိဖို့လိုအပ်ပါတယ်တဲ့ဆိုတော့ဒီအဆင့်မှာဘာပဲပါလဲဆိုတော့ health insurance and financial stability လို့ခေါ်တဲ့ငွေကြေးတည်ငြိမ်မှု အဲကျမ်းမာရေးအာမခံခြင်းရှိမှုတွေလိုအပ်ပါတယ်ပေါ့နော်ဆိုတော့ဒီကျမ်းမာရေးကောင်းဖို့ဆိုရင်ကျွန်တော်တို့လေ့ကျင့်ခန်းတွေလုပ်ဖို့လိုအပ်တယ်အဲပတ်စံရဖို့ဆိုလို့ရှိရင်အလုပ်ကင်တည်တကြရှိဖို့လိုအပ်တယ်ပေါ့နော်ဒီအဆင့်အရင်ရေးကြည့်ပါတယ်တဲ့ကျွန်တော်တို့လုံခြုံပြီးတော့ဒီငိမ့်တဲ့ဘဝကိုရရှိဖို့အတွက်ဒီအဆင့်ကအထောက်အကူပြုပေးတယ်ပေါ့နော်တတိယအဆင့်ကပါလဲဆိုလို့ရှိရင် 11B Longing လို့ခေါ်တယ်တနည်းအားဖြင့် Social Need ဖြစ်တယ်ပေါ့နော်ဒီအဆင့်ကကြတော့ဆက်ဆံရေးနဲ့ပတ်သက်တဲ့အပိုင်းတွေပေါ့နော်ကျွန်တော်တို့ကလည်းတယောက်တည်းနဲ့နေလို့မရတော့ဘူးအရာအားလုံးကိုလည်းတယောက်တည်းလုပ်လို့မရပါဘူးတဲ့ ကျွန်တော်မှာပဝန်းကျင်ရှိဖို့လိုရတယ်ပေါ့နော်။ဆိုတော့ဥပမာအပြောရမယ်ဆိုရင်တင်ပြီးသားစုတို့တငယ်ချင်းတို့အာဘောကလက်တွဲဘောတို့ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုရဲ့အာတစိတ်တစ်ပိုင်းဖြစ်ပါဝင်တာမျိုးပေါ့စသဖြင့်ပေါ့အဲ့လိုမျိုး။ချိရတဲ့သူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိမှသာကျွန်တော်တို့ဘောကပို့ပြီးတော့ပျော်ရွှင်မှုနဲ့ပြည့်စုံမှုကိုခံစားရမှာပဲဖြစ်ပါတယ်တဲ့။အဲ့လိုမှမဟုတ်ရင်တင်ရအထီးကျန်မှုနဲ့တငယ်ချင်းတွေကိုခံစားရနိုင်ပါတယ်။နောက်ဘက်လေးဆင်းရကြပါလဲဆိုလို့ရှိရင် esteem လို့ခေါ်တယ်။ဒီဆင်းရကြပါကိုပြောချင်တာလဲဆိုရင် people want to feel value and respect လူတွေကသူတို့ကိုသူတို့တမိုးရှိပြီးတော့လူတွေလေးစားမှုကိုခံယူခြင်းညားတယ်တဲ့ဒီစင်ကိုကိုကိုယုံကြည်မှုရှိခြင်းအောင်မြင်မှုရရှိခြင်းနဲ့တခြားသူတွေကကိုယ့်ကိုအတိမတ်ပြုခြင်းစတာတွေပါဝင်နေပါတော့ဆိုဥမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ကလေးတွေရဲ့ကြိုးစားအထုတ်မှုတွေကိုမိဘတွေကအတိမတ်ပြုတဲ့အခါမှာအဲ့ဒီကလေးကပို့ပြီးတော့ သူတို့ကိုသူတို့အဲယုံကြည်မှုပိုရှိလာတယ်ဗောနော်သူတယောက်ကလည်းဘဝမှာအောင်မြင်မှုတွေရရှိလာပြီဆိုရင်သူ့ကိုသူတို့ဂုဏ်ယူကြတယ်ဗောနော်အဲအဲ့ဒီဘောကိုပြောချင်တာဗောတကယ်လို့တင့်ကိုလူတွေကလေးစားမှုလည်းမရှိဘူးအတိမတ်လည်းမပြူကြဘူးဆိုလို့ရှိရင်တင်က တင်ငယ်မှုနဲ့စိတ်တကြခြင်းတွေကိုခံစားရနိုင်ပါတယ်တဲ့နောက်ဆုံးဆင့်ကဘာလဲဆိုလို့ရှိရင် sexualization လို့ခေါ်တယ်ဒီဆင့်ကပရမီရဲ့ဒါထိတ်ဆုံးအဆင့်ပေါ့နော်ဒီဆင့်ကိုရောက်ဖို့ဆိုလို့ရှိရင်လူတွေကအောက်ကအဆင့်၄ဆင့်လုံးကိုတဲ့ပြည့်စုံအောင်လုပ်ဖို့လိုအပ်တယ်ပေါ့နော်ဒီဆင့်ကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အရေးချင်းတွေကိုအပြည့်အဝအသုံးချခြင်းကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်အောင်လုပ်ခြင်းနဲ့ဘဝရဲ့အတိတ်ဖွယ်ကိုရှာဖွေခြင်းကိုပြောချင်တာပါတဲ့ဒီနောက်ဆုံးဒီဆင့်ကိုရောက်သွားတဲ့လူတွေကတဲ့စိတ်ပီစီမှုတွေပူပင်တော့ကားတွေမရှိဘဲနဲ့ဒီကိုလုတ်ချင်တဲ့အရာတွေပေါ်မှာ အပြည့်ဝလုံလုံနိုင်သွားတယ်ပေါ့နော်အဲအဲ့ဒါကိုပြောချင်တာပေါ့ဇမက်စီရဲ့မြင်အောင်ပြောရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဥကြော်ဟင်းရှိရပေါ့နော်သူဆိုရင်မင်းသားတယောက်နေနဲ့ရောအဆိုရတယောက်နေနဲ့ပါအောင်မြင်မှုတွေအများကြီးရရှိခဲ့တယ်သူ့ကိုလေးစားတဲ့လူတွေလည်းအများကြီးရှိတယ်ဒါပေမဲ့သူ2008ခုနှစ်မှာအနုပညာလောကနဲ့အနားယူသွားပြီးတော့ဒီ finding meaning of life ဆိုတဲ့ဘဝရဲ့အတိပ္ပယ်ကိုဘာသာရေးလမ်းကြောင်းနဲ့ သူဆက်လက်ရှာဖွေသွားရဲပေါ့နော်ဘူချောင်းဆန်ဆိုလည်းတခါပြောခဲ့ဘူးလေဒီမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသွားတဲ့အခါမှာဆိုရင်တဲ့သူကနိုင်ငံရေးလောကနေအနိုင်ယူသွားပြီးတော့အေးချင်းချင်းတာမန်ဘွာလေးနဲ့ပဲခြံလေးဆိုင်ပြီးတော့ဒီနေသွားခြင်းတယ်လို့ပြောရဲပေါ့နော်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူကဒီ sexualization လို့ခေါ်တယ်ဒီအဆင့်ကိုရောက်မသွားလိုက်ဘူးပေါ့နော်ဂီတာကတော့ sexualization လို့ခေါ်ပါတယ်ဆိုတော့ခမားတို့ရဲ့ပန်းနိုင်ရောပါလေဒီဘဝအေးချင်းချင်းနဲ့ဖြတ်တန်းခြင်းတာလားဒါမှမဟုတ်ခီးပတ်သွားခြင်းတာလားတခြားတစ်ခုလားစသဖြင့်ပေါ့နော်ခမားတို့က sexualization ဆိုတဲ့ အဆင့်ကိုရောက်သွားတဲ့အခါမှာမျောက်တို့ဘာလို့ချင်တာလဲမျောက်အနေနဲ့ပိုကောင်းတဲ့ဘွားတစ်ခုကိုလိုချင်တယ်ဘွားမှာပိုပြီးတိုးတက်ချင်တယ်ဆိုရင်ခမျောက်ပထမဆုံးအနေနဲ့ကိုယ်ဆင့်ကိုတည်ဖို့လိုရတယ်ငါပဲအဆင့်မှာရှိလဲနောက်တစ်ဆင့်ကိုဘလို့ဆက်လန်းနိုင်မလဲဆိုတော့ဒါပါပဲဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲဒီဗီဒီယိုတွေကနေပြီးတော့မှတစ်ခုခုရသွားလိမ့်မယ်လို့ပြောလိမ့်ပါတယ်ဆိုတော့ကျေးဇူးများကြီးတင်ပါတယ်